ဘရိတ်တွဲတွေဆရာစီမှာတင်တန်းလဲတက်ချင်တယ်ဒါပေမဲ့ငွေကြီးအဆင်ပြေတာတွေအခက်ခဲလေးရှိတာတွေပြောပြထားတဲ့ကလေးတွေရှိတဲ့အတွက်ကြောင့်ဆရာအခွင့်အရေးတခုပေးလိုက်တယ်အဲ့ဒါဘာလဲဆိုတော့ဆရာတို့ grammar တင်တန်းဆိုရင် grade တွဲမှာတနစ်စာတင်တန်းကြီး6000ကျပ်အခုလူရောက်20အထိလူရောက်20မပြည့်ခင်လာအပ်ရင်3000ကျပ်နဲ့အဲ့လိုရတယ်ဒါပေမဲ့ဒါတနစ်စာတော့မဟုတ်ဘူးစာမိုးပွဲအဆင့်အထိပေါ့နော်စာမိုးပွဲပြီးရင်တော့ ်ဘူးတွေကထုတ်ပလိုက်ဟုတ်ပြီနော်အဲ့တော့50ရာခိုင်နှုန်းกว่าသွားပြီ50% discount ဖြစ်သွားပြီဟုတ်ပြီနော် read the message တင်တဲ့ဖြေဆိုနီးတင်တဲ့စင်းစင်းကိုဖြေပြတယ်အန်စင်းကိုကြတော့လမ်းညွန်ချက်ပေးတယ်နော်အဲ့ဒီတင်တဲ့မှာထုံးစံတိုင်းတနစ်စာတင်တဲ့ကြီး6000အဲ့ဒါကိုဆရာတို့အခုတနစ်စာတော့မဟုတ်ဘူးဒီစာမိုးပွဲအပီးအထိအစင်ကြီးဖြေပြီးတဲ့အထိကိုအခုရခင်က6000အခု3000ဖြစ်သွားပြီ အဲ့တော့90ရာခိုင်နှုန်းတက်တာသွားပြီဒါပေမဲ့သင်္သန်းသားအယောက်20ပဲလက်ခံမှာဖြစ်ပါတယ်အဲ့တော့သင်္သန်းသားအယောက်20ပြည့်သွားရင်တော့ဆရာတို့ကလက်မခံတော့ပါဘူးအဲ့တော့ဟိုတက်ချင်ပြီးတော့သင်္သန်းကိုတက်ချင်ပြီးတော့ငွေကြေးအခက်အခဲဖြစ်တဲ့သူတွေအတွက် အကောင်းဆုံးအခွင့်အရေးပါပဲအဲ့တော့သင်္သန်းသားပြည့်သွားရင်တော့လက်ခံမှာမဟုတ်တဲ့အကြောင်းလဲပြောပြခြင်းပါတယ်အဲ့တော့သင်္သန်းလေးစုံစမ်းခြင်းရင် Telegram အတင်ထုံး90မှာအားဆုံးစမ်းပေးပါ။နောက်ကြွားရင်တော့ဆရာလုံးဝလက်မခံတော့ပါဘူး။အဲ့ဒါလေးကိုအကြောင်းကြားပေးတာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးခက်ခဲတွေအကုန်ကျော်လွှားနိုင်ပါစေ။